ဒီကနေ့တည်ပွဲထွက်ဒီကနေ့တည်စောက်ရမ်းကောင်းသွားခဲ့တယ်ပေါ့နော်ဒီကျောင်းနံပါတ်52ပါငါ Taylor Friedrichsen ကျောင်းနံပါတ်52နံပါတ် Harry Amasto ရဲ့ပြသွားတဲ့ခြီစွမ်းတဲ့အရာအမှန်တိုင်းပြောဒီနေ့ပွဲရှုံးကုန်မရှုံးစေချင်တာဗျတကယ်ပြောတာမရှုံးစေချင်အောင်အနည်းဆုံးတစ်ရက်တစ်မှတ်လောက်ရရင်တောင်မစိုးဘူးလို့အားပေးခဲ့ပေမဲ့လည်း ဒါရှုံးသွားတယ်ရှုံးသွားလေဘာပြဿနာမှာတော့ရှိမနေဘူးဗျာလက်ရှိ Manchester United အနေနဲ့38မှတ်ရထားတယ်တန်းစင်းစုံကအသင်းက21မှတ်ရထားတယ်အဲ့တော့အဲ့ဒီ21မှတ်လက်ကျန်ပွဲစဉ်က9ပွဲကျန်သေးတယ်9ပွဲလုံးကိုတန်းစင်းစုံကအသင်းကနိုင်သွားခဲ့ရင်တော့15မှတ်ပဲရမယ် Manchester United နဲ့တန်းစင်းစုံနဲ့18မှတ်กว่าနေဖြစ်တော့တဲ့ United အနေနဲ့လက်ကျန်5ပွဲလုံးရှုံးရင်လေတန်းစင်းစရာအကြောင်းမရှိဘူးလက်ကျန်5ပွဲလုံးနိုင်ရင်လေဥရောပဝင်ခွင့်ကိုဝေးกว่าနေသေးရဖြစ်တဲ့အတွက် ဒါအမှန်တမ်းပြီးပရီးမီးယားလိဂ်ကကျွန်တော်တို့အရေးမပါတော့ပါဘူး။အရေးမပါဘူးဖြစ်တဲ့အတွက်နီးပြားကလည်းဒီလိုပွဲမျိုးကျွန်တော်တို့နဲ့ကလေးတွေနဲ့အရန်တွေနဲ့ထုတ်ပြီးကံမယ်လို့လည်းပြောထားတယ်။သူပြောထားတဲ့အတိုင်းလည်းဒီနေ့တကယ်ကံခဲ့တယ်ပေါ့နော်။ဒါနောက်ကဘီယင်နာနဲ့လူရှော်နဲ့ကဘာပြဿနာဖြစ်လို့ဖြစ်မှမသိဘူးမတွေ့ရဘူး။အဲ့တော့အိုရနာပါတယ်။ ပြီးတော့လက်ရှိအနေနဲ့ Lindy Lock ဒါ Harry Maguire ရဲ့အရန်လို့ပဲပြောမှာ Lindy Lock ပါတယ်ဒီဘက်ချက်မှာခုနကကျွန်တော်ပြောတယ်ကျွန်တော်မှာ52မှာ5 T လောက် free dressan ပါတယ်ကျွန်တော်မှာ50မှာတည်း Harry Amas ပါတယ်အလဲမှာ Oka Day ပါတယ်ပြီးတော့မနေ့တနေ့မှာဒဏ်ရာပြန်လဲတက်တာလာတယ် Mindu ပါတယ် Everything ပါတယ်ဒါအရန်နေကြီးပဲနော်ဒီနေ့အရန်နေနဲ့ပဲကန်သွားပြီမယ်လေဒီနေ့ကစားကွက်အရာကလည်းတော်တော်လေးအဆင်ပြေတယ်တော်တော်လေးလဲစီစီမုံမုံရှိရပေါ့နော်ဒါခလေးတွေပဲကန်နေတဲ့အချိန်တော့ ဘယ်ချိန်မှတိုင်ပတ်လဲဆိုတော့လူကြီးရဲ့ဆရာကြီးလာမှကြွားတိုင်ပြောင်းတာပဲနော်ဘရူနိုဖာနန်ဒက်တို့ဒါလော့တို့ဒါသူတို့အပြစ်လို့လည်းပြောစရာတော့လည်းမရှိပါဘူးဒါဟိုဘက်ကကန်သွားတဲ့ free kick အနေနဲ့လည်းတော်တော်ကောင်းတယ်အိုနာနာအနေနဲ့လည်းတပွဲလုံးကိုသူ့သူ့ဂိုးဖမ်းတာလည်းမတွေးခဲ့ပေမဲ့လည်းအဲ့တလုံးလေးဖမ်းတဲ့ဂိုးတာပဲပေါ့နော်ဒါအိုနာနာအနေနဲ့လည်းပြောမယ်ဆိုရင်အပြစ်ပြောခံရမယ့်ကန်ချီမာပါလာတော့လည်းခံဖို့ပါနော်ဝစ်ရှိသေးတယ်တော့ဆက်အောင်လို့ပဲပြောရမှာပဲဟိုဘက်က free kick ကလည်းတော်တော်လေးကောင်းသွားပြီဆိုတော့ အဲ့တော့ထားပါမန်ချက်စတာယူနိုက်တက်နဲ့ကတော့ကျွန်တော်ပြောသူပဲတန်းလေးစင်းစရာမရှိဘူးဥရောပဝင်ခွင့်ကိုလည်းရှိလို့ဒီပရီးမီးယားလိဂ်ကနေမဝင်ဘူးဖြစ်တဲ့အတွက်ဘာမှအရေးမကြီးတဲ့ပွဲမှာအရန်နေနဲ့ထုတ်ကန်နေပြီးတော့လူငယ်ကစားသမားကြီးတုံနေစင်ပြေတဲ့နောက်တစ်ပတ်ကဘုံမောင်းနေရှိတယ်ဘုံမောင်းတဲ့ကြရင်လည်းဒီလိုမျိုးပဲထပ်ပြီးတော့ကန်စီခြင်းနဲ့အမှန်တမ်းပြောရင်ဒီနေ့မှာကာနာချိုးလိုကလင်းမျိုးကိုပွဲပီးရက်ထိတုံးသွားတာတော်တော်တော်များတယ်လို့ပြောလို့ရတယ်ဒါကာနာချိုးနာကာနာချိုးနေရာမှာဗျာလူတရရောက်ထုတ်အာကာနာချိုးနေရာထားတုံးစရာ left wing ကားတို့ right wing ကားတို့မရှိလို့ဆိုရင်လည်းမရှိရှိရတူတော့လူပြင်းပြီးတာပဲ ဟုတ်တယ်မလားကိုကလေးအနာရရင်ပြီးပြီးဒဏ်ရာမရရင်ပြီးတာပဲအာဒါဒဏ်ရာရဖို့မလိုတော့တဲ့ဘွယ်အမှတ်လည်းမလိုတော့တဲ့ဘွယ်မျိုးမှာခလေးတွေအနာပေးဒါဘာပဲပြောပြောဒါသူတို့ရဲ့ energy ကိုပြန်စုခိုင်းလိုက်ဘုံမောက်နဲ့ဘွယ်ကြရင်လည်းအဲ့တိုင်းပဲစုခိုင်းလိုက်ပြီးတော့ပဲနောက်မှဒီ၅လပိုင်းတရနေ့ကျရင်ကံပဲ Viva O နဲ့ Semi Fine ကျမှာပဲချိတ်အဲ့လိုပုံစံနဲ့ဖြစ်စီကျင်တာကြာပြီအခုမှမဟုတ်ကြာပြီ Nothing and Point နဲ့ဘွယ်လောက်ကနေကျွန်တော်ပြောရဲလက်ရှိ United နေနဲ့ဒါ Premier League မှာလေအမှတ်ကလည်းမလိုတော့ဘူးနိုင်လည်းပမာဖြစ်တော့ဘူးရှုံးလည်းဘာမှမဖြစ်တော့ဘူးဆိုတဲ့ဘွယ်မှာ ခလေးနဲ့အရန်နေနဲ့ထုတ်ကန်သင့်တယ်လို့ကျွန်တော်ပြောကြာပြီပေါ့နော်ဒီနေ့မှစကန်တာအဲ့တော့နောက်တစ်ပတ်လည်းဒီလိုပဲကလာမှာပဲနော်အဲ့တော့ဘူမတိကိုမတိနဲ့ United Body ကိုင်းတဲ့သူတွေနဲ့စကောသေးဖန်တွေကတော့ပျော်တဲ့ကောင်တွေကပျော်လောင်တဲ့ကောင်တွေကလောင်နေမှာပဲဒါပေမဲ့ကျွန်တော်တို့လို United ပြည်သက်တွေအတွက်ကတော့ဘာပြဿနာမှရှိမနေဘူးဘာလို့ဆိုခုနကကျွန်တော်ပြောသူပဲလေကျွန်တော်တို့ကလက်ရှိ Premier League ကလည်းတန်းစင်းစရာလည်းမလိုတော့ဘူးပြီးတော့ဥရောပဝင်ဝင်လည်းမရှိရောတဲ့အနေထားမှာဒါကစားသမားရဲ့ဒဏ်ရာမရဖို့ပဲအရေးကြီးတယ်ဘာလို့ဆိုကျွန်တော်တို့အတွက်ဒီအချိန်မှာအရေးကြီးဆုံးအရာဝတ္ထုတစ်ခုက Europa League ဖြစ်တဲ့အတွက် ယူရိုပါလိမှာကစားသမားတိုင်းဒဏ်ရာအရနဲ့မကြုံရရင်โอเคတာပဲပြီးတော့လက်ရှိအနေနဲ့ Hivan တို့ Amas တို့လည်းပြန်ပြီးတော့ training စင်းနေပြီဆိုရဲဒေတာမှာအဲ Ivan တို့ Hamad တို့ဘယ်ချိန်ညပြန်လာမလဲတော့မသိဘူးเนาะသူတို့ပြန်လာခဲ့မယ်ဆိုရင်၅လပိုင်းတရင်ကျန်ကမ်းမဲ့ယူရိုပါလိ semi final ကျရင်เนาะโอเคပြီလက်ရှိနောက်ပဲဘုံမောက်နဲ့ကံမဲ့ဘုံမောက်ကိုအရင်ရအရင်ပထမကြော်လည်းမနိုင်ဘူးဒီကြော်လည်းနိုင်မှုမလွယ်ဘူးနိုင်မှုမလွယ်လည်းဘာမှကိစ္စမရှိဘူးဂိုးပြက်ရှုံးနေပါပြပြဿနာမရှိဘူး အဲ့တော့အဲ့ဒီပွဲမှာလည်းထပ်ပြီးတော့အယံနေနဲ့ပွဲထွက်လာရင်အကောင်းဆုံးပဲเนาะယုံပြီးတော့လောင်းတဲ့ကောင်တွေကတော့ကိုထိုင်နဲ့ကိုကဲမင်းတို့အမော်ရင်ကလည်းအသားကြီးငါဒီနေ့ညနိုင်အောင်ကမှငါသေးကိုလာလောင်းမှလို့မပြောဘူးเนาะရွေးတဲ့ကကစားသမားတွေကလည်းကျွန်တော်တို့ဒီနေ့ညတော့နိုင်အောင်ကမှကျွန်တော်တို့အသေးကိုလောင်းမှလို့လည်းမပြောဘူးထို့အတူပဲ United ပြိသက်တွေဖြစ်တဲ့ United video content creator တွေဖြစ်တဲ့ကျွန်တော်တို့လို United ပြိသက်တွေကလည်းဟာဒီနေ့ညတော့ငါတို့အသေးနိုင်လောက်တယ်လို့ကျွန်တော်မပြောထားဘူး ကျွန်တော်ဗီဒီယိုမှာလည်းကျွန်တော်ပြောပြရဒီနေ့ညတော့နိုင်လည်းပုံမှန်ဖြစ်ရှုံးလည်းပုံမှန်ဖြစ်တဲ့ပွဲမှာ United ဘော်ရီလောင်းရင်တော့ကိုဘော့ကိုတွေးလို့ပြောထားပြီးသားနော်ကိုဘောကိုအောင်မှာတော့မပေါ်သွားတော့မတင်တာဒီနေ့ကလေးရဲ့စောင်ရမ်းကောင်းနေတော့ဝူးနေနဲ့ဘာမှတော့မလုံးနိုင်မင်းနဲ့ဒီဝမ်းလောက်နဲ့ပွဲပြီးသွားတော့တတ်နိုင်ပေါ့နော်ဒါတော့ကိုထိုင်နေကိုကံပဲဆော့တဲ့ကောင်ခံပေါ့နော်အဲ့တော့အားလုံးပဲစီးပါနောက်တစ်ပတ်ဘုံမောင်းနေပွဲကြရင်ပြန်လည်းဆုံးဖြတ်ပါမယ်